ဒီကနေ့မနက်ခင်းမှာတော့အားလုံးရဲ့ကမ္ဘာ့ဘူမိနိုင်ငံရေးဆက်ခုံကိုတုံ့ခါသွားစီခဲ့တဲ့ နောက်ဆုံးရသတင်းတပုတ်ရဲ့အတွင်းကြကြသုံးသက်ချက်တွေကိုတင်ဆက်ပေးသွားဖို့ပြင်ဆင်ထားပါတယ်။အထူးသဖြင့်အရှိအလေပိုင်းရဲ့အနာဂတ်က ရေမရဖျက်သွမ်းစေမဲ့အခြေအနေတစ်ခုပါ။မကြောင်လဲဆိုတော့နှစ်ပေါင်းများစွာကြာအောင် American ပြည်တော်စုရဲ့အခိုင်အမာဆုံးခံတပ်တစ်ခုအဖြစ်ရည်တည်ခဲ့တဲ့ Sorry Arabia နိုင်ငံကအခုဆိုရင်တော့ Washington ကိုမျက်ကွယ်ပြုလိုက်ပြီးတော့မထင်မှတ်ထားတဲ့အခြေလန်းကြီးတစ်ခုကိုရရင်ဝန်အလန်လိုက်လို့ပါပဲ။ဘာရီဖြစ်ခဲ့တာလဲဆိုတော့ Sorry Arabia က နျူကလ িয়ার အင်အားပိုင်ဆိုင်ထားတဲ့တခုတည်းသောမွတ်စလင်နိုင်ငံဖြစ်တဲ့ပါကစ္စတန်နဲ့တရားဝင်စီးရေးသဘောတူစာချုပ်တခုကိုချုပ်ဆိုလိုက်တာပဲဖြစ်ပါတယ်ဒါအတမန်ချစ်ကြည်ရေးစီးပွားရေးဆက်ဆံမှုမျိုးမဟုတ်ပါဘူးဒါအမေရိကန်ရဲ့ဒေတာရင်းစိုးမိုးမှုကိုတိုက်ရိုက်စင်ခေါ်လိုက်တဲ့ မဟာဗျူဟာမြောက်မဟာမိတ်ဖွဲ့မှုတစ်ခုပါပဲ sorry လို့ american ရဲ့ရင်းနှီးတဲ့မဟာမိတ်နိုင်ငံတွေကနေဘာကြောင့်များဒီလိုလမ်းကြောင်းပြောင်းဖို့ဆုံးဖြတ်လိုက်ရတာလဲ washington ရဲ့အရေးအောက်ကနေဘာကြောင့်အယုံထွက်ပြီးတော့ကိုပိုင်အင်အားစုအသစ်တစ်ခုကိုတည်ဆောက်ဖို့စ조사လာတာလဲဒီအကြောင်းအရာတွေရဲ့နောက်ွယ်ရဇလန်ကတော့အရှိအလေပိုင်းရဲ့အနာဂတ်ကိုပုံဖော်ပေးမဲ့အလွန်စိတ်ဝင်စားစရာကောင်းတဲ့မိကုန်းတွေပဲဖြစ်ပါတယ်အရှိအလေပိုင်းတစ်ခုလုံးကဒီသတင်းကြောင့်အာသင့်တုံ့လောက်သွားခဲ့တယ်လို့ဆိုရမှာပါအခုဆိုရင်ကမ္ဘာ ာစီးတစ်ခုလုံးက Saudi Arabia နဲ့ Pakistan တို့တရားဝင်ဘူးတွဲကာကွယ်ရေးစာချုပ်ချုပ်ဆိုလိုက်တဲ့တဲ့ရင်ကြောင့်အာရုံဆိုင်မှုအပြေဝထားနေကြပါတယ်ဒီသဘောတူညီချက်ကိုအဓိကဦးဆောင်ခဲ့ကြတဲ့သူတွေကတော့ Saudi Arabia သား Mohammed bin Salman နဲ့ Pakistan ဝန်ကြီးချုပ် Shaden Sharid တို့ကတော့ဖြစ်ပါတယ်တကယ်တမ်းမှာတော့ဒီပူးပေါင်းမှုက ဒေတာရင်းကစီရင်နိုင်ငံရေးအင်အားချိန်ခွင်ရှာကိုရရင်ဝုံပြန်လည်ပုံဖော်နေပြီဆိုတော့အချက်ပြခေါင်းလောင်းတန်တစ်ခုပါပဲနှစ်နိုင်ငံလုံးရဲ့အနာဂတ်လုံခြုံရေးအထွတ်အမှတ်ကအရှိအလေပိုင်းနဲ့အာရှဒေတာကြီးတစ်ခုလုံးရဲ့လုံခြုံရေးအခြေအနေတွေကိုပါလှောက်ခါပြလိုက်တဲ့သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ခုပါပဲခုနကတင်ပြခဲ့တဲ့ Sorry Pakistan စီရေးသဘောတူစာချုပ်ဟာ ဘာကြောင့်ကဘာကြီးကိုလောက်ခါသွားစီရတာလဲဆိုတော့အဓိကမိကွန်းကိုအခုကျွန်တော်တို့ဆက်လက်ပြီးတော့ရှင်းရှင်းလင်းလင်းသုံးသပ်ကြရအောင်ပါဒီစာချုပ်ကဘာကြောင့်ဒီလောက်တောင်အရေးကြီးနေရတာလဲဆိုတော့အချက်ကတော့သူရဲ့အဓိကအချက်မှာရှင်းရှင်းလင်းလင်းမြင်တွေ့ရပါတယ်အဲ့ဒါကတော့မိဖက်နိုင်ငံရဲ့ထုံးစံအတိုင်းနိုင်ငံတနိုင်ငံအပေါ်တိုက်ခိုက်ခြင်းကနိုင်ငံနှစ်ခုလုံးအပေါ်တိုက်ခိုက်ခြင်းလို့မှတ်ယူရမယ်ဆိုတဲ့ကတိကဝတ်ပဲဖြစ်ပါတယ်ဒီသဘောတရားက ဘာလို့ဆိုလိုတယ်လဲဆိုရင်တော့အကယ်၍ sorry arabia တိုက်ခိုက်ခံရပြီဆိုရင်ပါကစ္စတန်ကအလိုလျောက်ဝင်ရောက်ပြီးတော့ကာကွယ်တိုက်ခိုက်ပေးရမှာပါဒါကတနိုင်ငံလုံးတည်းရဲ့ပြဿနာမဟုတ်တော့ဘဲမဟာမိတ်နှစ်နိုင်ငံလုံးရဲ့လုံခြုံရေးလို့သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်အပြန်လန်အားဖြင့်လည်းအတူတူပါပဲပါကစ္စတန်တိုက်ခိုက်ခံရရင် sorry ကလည်းတာဝန်ယူတိုက်ခိုက်ပေးရမယ့်သဘောပါဒါကတန်တမန်ဆက်ဆံရေးထက်ကျော်လွန်ပြီးတော့ အသက်နဲ့လည်ရမယ့်ဂတိကဝတ်တစ်ခုဖြစ်လာပါပြီ။ဒီချက်ပို့ပြီးတော့ကမ္ဘာအင်အားကြီးနိုင်ငံတွေကိုထိုင်းလန်တုံ့လုံသွားစေတဲ့အချက်ကတော့ပါကစ္စတန်ရဲ့နျူကလ িয়ার လက်နက်တွေအသုံးပြုမှုပါ။ဒီသဘောတူညီချက်ထဲမှာပါဝင်နေသလားဆိုရင်မေကွန်းနဲ့ပတ်သက်တဲ့အဖြေပါပဲ။ဒီလိုအရေးကြီးတဲ့မေကွန်းကိုမေးမြန်းခဲ့တဲ့အခါမှာ ဆော်ရီယာရှိကြီးတူကဖြစ်ဖြစ်သားသားပဲပြန်လဲဖြေချခဲ့ပါတယ်။သူကဘာပြောလဲဆိုတော့ဒီစာချုပ်ကစီးဆိုင်ရာကရိယာအားလုံးကိုအကျုံးဝင်ပါတယ်တဲ့။ဒီစကစုရဲ့အတိပေကတော့လုံးဝအလီနဲ့ထားစဉ်းစားရမယ့်အခြေအနေပါ။တနည်းအားဖြင့်ဖွင့်ဟပြောရရင်လိုအပ်လာရင်နျူကလ িয়ার လက်နက်အသုံးပြုဖို့ရွေးချယ်ခွင့်ကို လုံးဝပယ်ချထားခြင်းမရှိဘူးဆိုတဲ့သဘောကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ဒါကလေလုံးထွားတဲ့စကားမျိုးမဟုတ်ပါဘူး။ပါကစ္စတန်မှာဒီလိုအကြီးစားလက်နက်တွေ ထုတ်သုံးဖို့အသင်ရှိတဲ့သမိုင်းမှတ်တမ်းရှိခဲ့ပူပါတယ်မမိကြအောင်မဲ့ထင်ပါတယ်လွန်ခဲ့တဲ့အချိန်ကာလတစ်ခုလုံးက ်အစ္စရေးနိုင်ငံကအီရန်ကိုအစိုးလိုက်အပြုံလိုက်တည်စင်နိုင်တဲ့လက်နက်တွေနဲ့တိုက်ခိုက်ခဲ့ရင်သူတို့ရဲ့နျူကလ িয়ার လက်နက်တွေကိုထုတ်သုံးဖို့အသင့်မယ်လို့ပါကစ္စတန်ကြေညာခဲ့ပူပါတယ်။ဒါကြောင့်အခုလိုတရားဝင်မဟာမိတ်ဖြစ်လာတဲ့ sorry အတွက်လည်းအလားတူကတိကဝတ်မျိုးပေးထားနိုင်တယ်လို့ယူဆမှာပါ။ဒါကြောင့်ဒီစာချုပ်ဟာတာမန်စီရေးလေးချင်းရေးပူပေါင်းမှုလောက်မဟုတ်တော့ပဲနျူကလ িয়ার အကာအကွယ်ပေးမှုရဲ့အရေးမဲက အရှိအလေပိုင်းကိုလွှမ်းမိုးလာတာဖြစ်လို့ကမ္ဘာအင်အားချိန်ခွင်ရှာကိုပြောင်းလဲပြစ်နိုင်တဲ့အလွန်အရေးကြီးတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ Sorry နဲ့ပါကစ္စတန်တို့ရဲ့စီးရီးမဟာမိတ်ဖွဲ့မှုကဘာကြောင့်ဒီလောက်တောင်အရေးကြီးရသလဲဆိုတဲ့အဖြေကို ရှာဖွေဖို့အတွက်ဝါရှင်တန်နဲ့အရှိအလေပိုင်းရဲ့သမိုင်းကြောင်းကို ပြန်လဲကြည့်ကြရအောင်ပါ။ ဆယ်စုနှစ်ပေါင်းများစွာကြာအောင်အမေရိကန်ပြည်ထောင်စုကဗင်လင်ကွိတီသားရဲ့အဓိကလုံခြုံရေးအကာအကွယ်ပေးသူတနီယာဖြင့်နာယကတအူအဖြစ်ရည်တည်ခဲ့တာပါဝါရှင်တန်ကအမြဲတမ်းကြွေးကြော်ခဲ့တာကတော့ကာတာနိုင်ငံဒိုဟာမြို့မှာတည်ဆောက်ထားတဲ့သူတို့ရဲ့အေယာမအစ်စ်ချိဆိုင်စခန်းဒေတာရင်းတက်ဆွေးထားတဲ့ထောင်ပေါင်းများစွာသောစစ်တီတွေနဲ့ ခင်မီကာကွယ်ရေးစနစ်တွေကဒေတာရင်းတည်ငြိမ်ရေးအတွက်အကျွင်မဲ့အာမခံချက်ဖြစ်တယ်ဆိုတာပါပဲ။ဒါပေမဲ့အစိမ်းမကောင်းစရာကောင်းတာကတော့အဖြစ်ပြက်တစ်ခုကဒီအရာအလုံးကိုတစားစီ ပြိုကွဲပြောင်းလဲပြစ်ခဲ့ပါတယ်။အဲဒီအဖြစ်ပြက်ကတော့အစ္စရေးကကာတာနိုင်ငံဒိုဟာမြို့ကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပါပဲ။ဒီလိုမတင်ထားတဲ့တိုက်ခိုက်မှုကဒေတာကန်ကာတာနိုင်ငံသားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတည်ဆုံစီခဲ့ရုံသာမကအရေးချက်ပို့ပြီးတော့အရေးကြီးတာကတော့ American ရဲ့အားနည်းချက်ကိုပါအထင်ရှားပုံဖော်ပြလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။နှစ်ပေါင်းများစွာ လုံခြုံရေးအကာအကွယ်ပေးမဲ့ခံတက်ကြီးဖြစ်ရမယ့်စစ်အခြေဆိုင်စခန်းကြီးဟာတကယ်တမ်းမှာတော့အနှစ်မရှိတဲ့အခေါင်းပေါက်တသက်တစ်ခုသာဖြစ်ကြောင်းကိုဒီဖြစ်ရကနေပေါ်လွင်ထင်ရှားသွားစေခဲ့ပါတယ်။ ဒါပင်လယ်ကွေ့ဒေတာကမဟာမိတ်နိုင်ငံတွေအတွက်ကြီးမားတဲ့သတိပေးခေါင်းလောင်းတန်ဖြစ်ခဲ့ရပါတယ်။သူတို့ရဲ့အလုံခြုံရေးအတွက်ဝါရှင်တန်ကိုတသက်လုံးအားကိုးလို့မဖြစ်တော့ဘူးဆိုတဲ့အသည့်တရားကို Sorry လိုနိုင်ငံမျိုးကရရှိသွားခဲ့တာကြောင့်အခုလိုပါကစ္စတန်နဲ့စီးရီးသဘောတူညီချက်ချုပ်ဆိုဖို့လမ်းကြောင်းကိုရွေးချယ်လာခဲ့တာဖြစ်ပါတယ်။ အစ္စရေးရဲ့ဒုဟာမြို့တိုက်ခိုက်မှုအပေါ်အမေရိကန်ရဲ့ထုံးပြန်ပုံကဘယ်လိုမျိုးဝါရှင်တန်ရဲ့ပုံရိပ်ကိုအကြီးအကျယ်ထိခိုက်စေသလဲဆိုတာကြည့်ရအောင်ပါဒီထိုင်းလန်စီယာတိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကထွက်ပေါ်လာတဲ့ဒေါ်သားနဲ့စိုးရိမ်ပူပန်မှုတွေကိုဖြေလျော့အောင်ကြိုးစားခဲ့ပါသေးတယ်သူကပြောခဲ့သလဲဆိုတော့အစ္စရေးရဲ့တိုက်ခိုက်မှုက ်ဝါရှင်တန်ရဲ့ထိန်းချုပ်မှုအပြင်ဘက်မှာရှိရလို့အကြောင်းပြခဲ့ပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာကောင်းလာကတော့ဒီအကြောင်းပြချက်ကအမေရိကန်ရဲ့ကုန်သိက္ခာကိုပို့ပြီးတော့တောင်မှဆိုးရွားသွားစေခဲ့ပါတယ်။ဒါကြောင့်လေဆိုတော့ကဘာကြီးတစ်ခုလုံးကနေမိကုန်ထုတ်လာတာကဒါပါပဲ။ ်မရိကန်ရဲ့အခိုင်အမာဆုံးမဟာမိတ်နိုင်ငံကမရိကန်စစ်စခန်းရှိနေတဲ့နိုင်ငံကိုဘယ်လိုလုပ်ပြီးတော့ဝင်တိုက်ရဲတာလဲတကယ်လို့ဒိုဟာမြို့တော်အဖြစ်ဆိုနေကြုံရပြီဆိုရင်ဆော်ရီယက်မြို့တော်ဖြစ်တဲ့ရီယတ်မြို့လုံးကျုံမယ်ဆိုတာကိုဘယ်သူကအာမခံနိုင်ပါလဲဒီလိုပြင်းပြင်းထန်ထန်မိကွန်းထုံးမှုတွေကဆော်ရီအာရေဘီယာရဲ့ သူတို့ရဲ့အကိုကြီးလို့သတ်မှတ်ထားတဲ့ American အပေါ်မှာထားရှိတဲ့နှစ်ပေါင်းများစွာတိစောက်ခဲ့တဲ့ယုံကြည်မှုကိုပြင်းပြင်းထန်ထန်တုံ့ခါစီခဲ့ပါတယ်။ American ရဲ့ကတိတွေအမခန့်ချက်တရားလက်တွေ့မှာဘာမှမဟုတ်ဘူးဆိုတာကို Sorry ကောင်းဆောင်ပိုင်းကနားလည်သွားခဲ့ကြပါပြီ။ဒီလိုယုံကြည်မှုဆုံးရှုံးနေတဲ့အချိန်ဒီမှာပဲ Sorry Pakistan ကာကွယ်ရေးစာချုပ်ဟာအလွန်အရေးပါလာတာပဲဖြစ်ပါတယ်။ ဝါရှင်တန်ရဲ့လုံခြုံရေးကတိတွေရင်းရလာတဲ့အခါမှာရီယာကသူတို့ရဲ့နိုင်ငံတော်လုံခြုံရေးအတွက်ပို့ပြီးရရှင်းရင်းနဲ့ ထီမိုအစ်တစ်ခုပို့ပြီးတော့ခိုင်မာတဲ့အကာအကွယ်တစ်ခုကိုအလင်းအမြန်ရှာဖွေခဲ့ရပဲဖြစ်ပါတယ်။ဒါပေမဲ့ American ကို ပို့ပြီးတော့မျက်နှာပြက်စီခဲ့တဲ့အချက်ကတော့လုပ်ငန်းစဉ်မှာ Saudi Arabia ကဒီစာချုပ်ကိုပါကစ္စတန်ရဲ့တရားဝင်လက်မှတ်ရေးထိုးပြီးမှသာလဲ Washington ကိုအသိပေးခဲ့တယ်ဆိုတဲ့အချက်ပါပဲ။ဒီလိုရဲ့ရနောက်ွယ်ရရှိရချက်ကရှင်းပါတယ်။ ဆော်ရီယာဒီမဟာမိတ်သဘောတူညီချက်အစဉ်ပြေချုံးဝေးစွာဖျက်မြောက်ဖို့အတွက်အမေရိကန်ရဲ့အော်ဆောင်လွှမ်းမှုကိုတမင်တကာဖေရှားပြစ်ခဲ့တာဖြစ်ပါတယ် ဒါအတန်တမန်ရေးရကိစ္စတခုမဟုတ်ပါဘူး။ဒါအရှိလေပိုင်းမှာဝါရှင်တန်ရဲ့အကျွေးမဲ့စိုးမိုးမှုခေတ်ကုံဆုံးသွားပြီဆိုတဲ့အချက်ကိုကဘာကိုတရားဝင်ကြီးညာလိုက်တဲ့ပုံစံတစ်ခုပဲဖြစ်ပါရင်။ Sorry ရသူ့ရဲ့လုံခြုံရေးကိုကိုပိုင်ဆုံးဖြတ်ပြီးတော့လမ်းကြောင်းပြောင်းလဲလိုက်ပြီဆိုတော့တမိုင်းဝင်အခြေအနေကိုအားလုံးမြင်တွေ့နေရပါပြီ။ Israel ရဲ့ဒိုဟာမြို့အတိုင်းခိုင်းမှုက ကမ္ဘာ့ဘူမိနိုင်ငံရေးမှာတလောက်ကြီးမားတဲ့အပြောင်းအလဲတစ်ခုကိုဖြစ်ပေါ်စေလိမ့်မယ်လို့ဘယ်ရောမှတွန်းဆခဲ့မိမှာမဟုတ်ပါဘူး။မူလရည်ရွယ်ချက်ကတော့ဟာမတ်အဖွဲ့ကိုချိန်မုံမှုအတွက်စီးရီးရလှှရှားခဲ့တာပါ။ဒါပေမဲ့ဒီလုံဆောင်ချက်ရဲ့နောက်ဆက်တွဲက ။ဘာဖြစ်လာသလဲဆိုတော့ Sorry Pakistan ပူးတွဲကာကွယ်ရေးစာချုပ်တစ်ခုကိုမွေးဖွားပေးလိုက်တယ်လို့ပဲဖြစ်သွားခဲ့ပြီးတော့ဒေတာရင်းလုံးချုပ်ရေးအတွက်နှစ်ပေါင်းများစွာတိစောက်ခဲ့တဲ့အုံမြင့်တစ်ခုလုံးကို အကြီးအကျယ်တုံခါသွားစေခဲ့ပါတယ်။အစ္စလာမဘက်ပါကစ္စတန်ရဲ့နျူကလ িয়ার ဆွေးရည်ပြေဝရှိတဲ့နျူကလ িয়ার ထီမိုးအောက်ကိုဝင်ရောက်လိုက်ခြင်းအပြင်ရီယတ်ဆော်ရီယာ ကမ္ဘာကြီးကိုပြတ်သားတဲ့သတင်းစာတစ်ခုကိုပေးပို့လိုက်ကြပါအဲ့ဒီသတင်းစကားကတော့ဝါရှင်တန်ရဲ့အကာအကွယ်ကငါတို့အတွက်လုံလောက်တယ်လို့မယူဆတော့ဘူးဆိုတာပါပဲဒီအချိန်လေးကအစ္စရေးအတွက်တော့ တကယ်ကိုအိမ်မက်ဆိုးတစ်ခုလိုပါပဲနျူကလ িয়ার လက်နက်ကိုအလွန်ချောင်ရွံ့တဲ့နိုင်ငံဖြစ်တဲ့အစ္စရေးဟာအခုဆိုရင်ကမ္ဘာတရဝင်နျူကလ িয়ার အင်အားကြီးနိုင်ငံတွေတွေကတနိုင်ငံဖြစ်တဲ့ပါကစ္စတန်နဲ့ဒိုင်းရက်ရင်ဆိုင်နေရတဲ့အခြေအနေကိုရောက်ရှိလာပါပြီ။မကြောင်လဲဆိုတော့ပါကစ္စတန်ရဲ့ပေထင်းတုံးကြီးဥပမာအားဖြင့်ရှဟန်စီးရီးစ်နဲ့ဂိုရီစီးရီးစ်တို့လိုတုံးကြီးတွေကပြစ်ခတ်နိုင်တဲ့အကွာအဝေးကအရှိလေပိုင်းတစ်ခုလုံးကိုလွှမ်းခြုံနိုင်စွမ်းရှိနေလို့ပါပဲ။ သူတို့ရဲ့ပြမတ်စင်ထဲမှာအစ္စရေးနှလုံးသွေးဖို့ဖြစ်တဲ့တာအဗစ်မျိုးကိုတောင်အလွယ်တကူရောက်ရှိနိုင်တယ်ဆိုတာကစည်ရေးကျွမ်းကျင်သူတွေအတွက် အိမ်မပျော်နိုင်စရာအကြောင်းရင်းတစ်ခုဖြစ်နေပါတယ်။ဒီထက်ပိုပြီးတော့စိုးရင်စရာကောင်းတဲ့ထောက်လိုင်းရေးသတင်းတွေလည်းထွက်ပေါ်လာနေပါတယ်။အဲ့ဒါကတော့ပါကစ္စတန်ကတိုက်ချင်းပြစ်ဒုံးကြီးစနစ်ကိုတောင်ဒိတ်တဆိတ်တီထွင်နေပြီလို့ဆိုပါတယ်။ဒီအချက်ကဘာအောင်ညွန်ပြနေတယ်လဲဆိုရင်ပါကစ္စတန်ရဲ့နျူကလ িয়ার ချိန်ချောင်းမှုအကွာအဝေးကအမေရိကန်ပြည်ထောင်စုရဲ့ဂုံးမြေအထိတောင်ရောက်ရှိလာနိုင်တယ်ဆိုတာသဘောပါပဲ။ဒါဟာကမ္ဘာလုံးကျွေးမြေကွင်းတစ်ခုလုံးကိုလှုပ်ခါပြလိုက်တဲ့ကြီးမားတဲ့စည်ရေးနိုင်ငံရေးအပြောင်းအလဲတစ်ခုဖြစ်ပါတယ်။ ခုနတင်ပြခဲ့တဲ့ Sorry Pakistan သဘောတူညီချက်ကကမ္ဘာအင်အားကြီးချိန်ခွင်ရှာကိုဘယ်လောက်ထိလောက်ခပြစ်လိုက်ပြီလဲဆိုတဲ့အခြေအနေတွေကရှင်းရှင်းလင်းလင်းပေါ်လွင်နေပါတယ်။ဒါပေမဲ့ဒီအပြောင်းလဲတွေရဲ့အဓိကအကျဆုံးမိန့်ခွန်းတစ်ခုကိုအခုကျွန်တော်တို့ဆက်ပြီးတော့အသုံးသတ်ရပါလိမ့်မယ်။ sorry nuclear ပိုင်ဆိုင်တော့မလားအခုလက်ရှိနိုင်ငံတကာဇက်ကုံပေါ်မှာပဲ့တင်ထနေတဲ့အကြီးမားဆုံးမိကွန်းကတော့ဒါပါပဲ sorry arabia ကအနောက်ဆုံးမှာတော့ သူကိုယ်ပိုင်နျူကလ িয়ার အစီအစဉ်ကိုတိဆောက်တဲ့ NDA များရဲ့လမ်းကိုရှောင်လန်းတော့မှာလားဆိုတာပါပဲဒီလိုတန်တရားတွေအားလုံးမြင်ပြခံလာတာကတော့ခုနကကျွန်တော်တို့တင်ပြခဲ့တဲ့ Sorry Pakistan ကာကွယ်ရေးစာချုပ်ကနေပဲဖြစ်ပါတယ် ဆော်ဆယ်စနစ်ပေါင်းများစွာကြာတဲ့အချိန်ကာလအတွင်းမှာ Sorry Arabia ကပါကစ္စတန်ရဲ့နျူကလ িয়ার အစီအစဉ်အတွက်အ धिक ငွေကြေးထောက်ပံ့သူဖြစ်တယ်လို့နိုင်ငံတကာကစစ်စစ်ပြပြယုံကြည်ထားခဲ့ကြပါတယ်။မတ်တန်နေ့ရဆိုရင်ပါကစ္စတန်ကနျူကလ িয়ার ပုံနဲ့ပယ်ထိန်ဓုံးစီတွေတီထွင်ဖန်တီးခဲ့လို့အမေရိကန်နဲ့အနောက်နိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့မှုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့အခါမျိုးမှာရီယာကပဲ ကြီးမားတဲ့ငွေကြီးအလုံးရင်းနဲ့ကဲတင်ခဲ့ရလို့ဆိုပါတယ်။ဒါကြောင့်အခုချုပ်ဆိုလိုက်တဲ့ကာကွယ်ရေးစာချုပ်ကအဲ့ဒီအကျွေးဟောင်းအတွက်ပါကင်စတန်ကပြန်လည်ပြီးဆက်ချင်းဆိုတဲ့တပုံစံမျိုးဖြစ်ပြီးတော့ sorry နေနဲ့နိုလီယာအကာအကွယ်ကို အတိုးနဲ့ပြန်ရလိုက်တာလို့နိုင်ငံရေးသုံးသက်သူတွေက ပုံဖော်သုံးသပ်နေကြတာဖြစ်ပါရင်ဒါပေမဲ့ sorry ကဒီလိုအကျွေးပြန်ဆက်ခံရတဲ့နျူကလ িয়ার အကာအကွယ်အောက်မှာပဲရပ်တန့်နေမယ်လို့မထင်ရပါဘူးသူတို့ရဲ့နောက်ထပ်ခြေလှမ်းကတော့အရက်ဖတ်သုံးနျူကလ িয়ার စွမ်းအင်တီထွင်ချိုးပန်းမှုပဲဖြစ်ပါရင်ဒီကိစ္စကလည်းနိုင်ငံတကာရဲ့တန်တရားကိုကြီးကြီးမားမားဖြစ်ပေါ်စေတာဖြစ်ပါရင်ဂါဇာစစ်ပွဲမဖြစ်ပွားခင် ကာလတုန်းကဆိုရင်တော့ ဆော်ရီယာအစ္စရေးနဲ့အမေရိကန်ကိုတန်တမာရေးဆိုင်ရာသဘောတူညီချက်တစ်ခုကိုကန်လန်းခဲ့ဖို့တာပဲဖြစ်ပါတယ်။အဲ့ဒီကန်လန်းချက်ထဲမှာဆိုရင်တော့သူတို့ရဲ့နိုင်ငံပိုင်တဲ့ထဲမှာယူရေနီယံတန်းစင်ပြီးတော့စွမ်းအင် ဖြည့်တင်းပြုလုပ်ခွင့်ပါဝင်ခဲ့ပါတယ်။ဒီနေရာမှာသတိထားရမှာကတော့အရက်ဖတ်သုံးလို့ဘလို့ပဲအမြင့်ချက်ပြီးတော့ပြောဆိုနေပါစေယူရေနီယံတန်းစင်တဲ့နေပညာကနျူကလ িয়ার ဘုံရဲ့အကုန်ကြမ်းထုတ်လုပ်တဲ့နေပညာနဲ့အတိအကျအတူတူပါပဲ။ ဒါကြောင့်ဆော်ရီယာပါကစ္စတန်ရဲ့အခါအခွဲအပြင်ကိုရိုင်နျူကလ িয়ার စွမ်းရည်ရဖို့ကိုပါစစ်စစ်ဆက်ဂျိုးပန်းနေပြီဆိုတာကကမ္ဘာအင်အားကြီးနိုင်ငံတွေစိုးရင်ပူပန်နေရတဲ့အထူးအကြောင်းရင်းပဲဖြစ်ပါတယ်။ဆော်ရီယာလျှို့ဝှက်ချက်တွေကတကယ်ကိုစိတ်ဝင်စရာကြပါဒီချက်ပို့ပြီးတော့တတိထားရမယ့်အချက်ကတော့ဆော်ရီမှာပြည်ရင်းဖြစ်ပေထင်းတုံးကြီးအခြေခံစောင့်ဝင်တွေကအသင်းရှိနေပြီဆိုတဲ့အခြေအနေပါပဲ။ထောင်လိုင်းရေးတင်းတွေရဲ့အဆိုအရဆော်ရီယာအကြီးမားတဲ့ထိပ်ဖူးတွေကိုတင်ဆောင်နိုင်တဲ့ ပြင်လို့တင်ရင်စနစ်တွေတောင်မှတည်ထွင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။တနည်းအားဖြင့်ရှင်းရှင်းလင်းလင်းပြောရရင်နျူကလ িয়ার လက်နက်တွေထုတ်လုပ်ဖို့ကိုကနဒါရည်ဆိုင်ထားတယ်ပဲဆိုပါတော့ဒါပေမဲ့ဒီနေ့မှာရီယာကတော့နေလိုင်းကိုဖြတ်ကျော်မယ်ဆုံးဖြတ်လိုက်ရင်တော့အဲဒီလက်နက်တွေကိုပြင်လို့တင်မဲ့ platform တွေကလုံးဝအသိရှိနေပါပြီ။ဆိုလိုတာကနျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့ဆုံးဖြတ်ချက်တစ်ချက်သာလိုတော့တယ်ဆိုတဲ့သဘောပါပဲ။ ဒီလိုစွန်စားရဲတဲ့လောရက်တွေအားလုံးရဲ့နောက်ဆုံးရည်မှန်ချက်ကပါလိအဖြေရရိုးရှင်းပေမဲ့တကယ်ကိုကြောက်စရာကောင်းပါတယ်။အဲ့ဒါကတော့မကြသည်မီကအစ္စရေးတိုက်ခိုက်မှုကိုခံခဲ့ရတဲ့ကာတာလိုအဖြစ်ဆိုးမျိုးမကြုံတွေ့စရာပိုပါပဲ။ရီယာက သင်ငန်းစာရသွားခဲ့ပါပြီ။အကျွေးမဲ့အာနာ Absolute Power ကတာလဲရန်သူကိုကျူးကျော်တိုက်ခိုက်ဖို့အတွက်အကြိမ်တစ်ထောင်ပြန်ပြီးတော့စဉ်းစားစီနိုင်တယ်ဆိုတာကိုသူတို့ကောင်းကောင်းသဘောပေါက်သွားခဲ့ပါတယ်။ မရီဂယ်လိုအင်အားကြီးမဟာမိတ်ကကြောင့်အစ္စရေးကိုမတားဆီးနိုင်တဲ့ခေတ်မှာနျူကလ িয়ার လန်နက်ကနိုင်ငံရဲ့လုံခြုံရေးအတွက် နောက်ဆုံးထွက်ပေါက်အကောင်းဆုံးအာမခံချက်ဖြစ်တယ်လို့ sorry ကောင်းဆောင်တွေကအခိုင်အမာယူဆနေကြပါတယ်။ဒီကုန်းချုပ်နေတဲ့ထင်ပြလိုတာကတော့ပါကစ္စတန်ရဲ့ပူးတွဲစာချုပ်၊ကာကွယ်ရေးစာချုပ်ချုပ်ဆိုထားပြီးတော့သူကိုယ်ပိုင်နျူကလ িয়ার အစီအစဉ်ကိုတည်ဆောက်နိုင်ခြင်းရှိတာရင်းနဲ့အတူ sorry Arabia ကရှင်းလင်းပြတ်သားတဲ့သတင်းစကားတစ်ခုကိုကဘာကိုပေးပို့နေပါရယ်။ အဲ့ဒါကတော့သူတို့ကအနောက်နိုင်ငံတွေရဲ့အကာအကွယ်ကိုပဲတသက်လုံးမိခိုးတော့မှာမဟုတ်ဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်။အကယ်၍ဒီသတင်းနဲ့သုံးသက်ချက်တွေသာအမှန်တကယ်ဖြစ်လာမယ်ဆိုရင်တော့အစ္စရေးတနိုင်ငံနဲ့ထိတ်လန့်ယုံတာမှာကကမ္ဘာလုံးကျွေးပြည်သူကတစ်ခုလုံးမှာ အကြီးအကျယ်တုံလို့သွားမှအသေးကြပါပဲအရိကာကြရင်ကဘာကြီးကလည်းဒီမိကုန်းကိုမရတော့မှာပါငါတို့ကအရှိလေပိုင်းမှာနျူကလ িয়ার အင်အားကြီးနိုင်ငံတက်တခုမွေးဖွားလာတာကိုမျက်မြင်တွေ့ရတော့မှာလားဆိုတော့စိုးရင်မိကုန်းကြီးပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့送တွေ့ကြပါစို့အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်